မဲခေါလန်ချန်အထူးရံမုံငွေဖြည့်ပြည်တွင်းစားသုံးစီနှင့်ပဲပုံကျိတ်ဖတ်ဖူလုံရေးဆောင်ရွက်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မဲခေါလန်ချန်ပူပေါင်းဆောင်ရွက်မှုအထူးရန်မုံငွေ2025ဖြစ်မြန်မာနိုင်ငံတွင်စားသုံးစီနှင့်ပဲပုံချိတ်ဖက်ဖူလုံရှိဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ဒီလိုဆောင်ရွက်ဖို့အတွက်ပဲပုံချိတ်ခွဲရှိသူတေသနာနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်းစီမံကိန်းစတင်ရှိအလုံယုံဆွေးနွေးပွဲကိုရမန်းနေနနပိုင်းကနေပြည်တော်ဇေယျာသီရိမျိုးနယ်ရေစင်းရှိစိုက်ပျိုးရေးသူတေသနာဦးစီးဌာနမှကျင်းပခဲ့ပါတယ်။ ဆိုင်ပြိုးရှိမွေးမြူရေးနှင့်ဆယ်မြောင်းဝန်ကြီးဌာနဖြီတော်စုဝန်ကြီးဦးမင်းနှောင်းကနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအနေနဲ့တရုတ်ပြည်သူသမ္မတနိုင်ငံမှမဲခေါင်လန်ချန်ပူးပေါင်းဆောင်ရွက်မှုအထူးရန်မုံငွေဖြင့်ခြေလက်နေပြည်သူများရဲ့လူမှုစီးပွားပေါ်ဝများဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကိုအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာယခုစီမံကိန်းကိုစိုက်ပျိုးရေးသုတေသနဦးစီးဌာနကယခင်စီမံကိန်းရဲ့အောင်မြင်မှုအတွေ့အကြုံတွေအပေါ်အတွေ့အကြုံရယူပြီး ပုံမတူးတန်အောင်မြင်အောင်ဆက်လက်ဆောင်ရွက်သွားမယ်စီမံကိန်းအသစ်ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။လက်ရှိတွင်ပြည်တွင်းစားသုံးစည်းလိုအပ်ချက်ရဲ့58ရာခိုင်နှုန်းခန့်ကိုနိုင်ငံခြားငွေအမြောက်အများအကုန်ကျခံကာတင်သွင်းနေလျက်ရှိပြီးမွေးမြူရေးခန္ဓာအတွက်မရှိမဖြစ်လိုအပ်သောပဲပုံချိတ်ဖက်ကိုလည်းနှစ်စင်မက်ထရီတန်ချိန်3.6တန်းခန့်ပြီးပေါင်းမှဝယ်ယူနေရတယ်လို့ဆိုပါတယ်။ အစိုးပါလိုအပ်ချက်နှစ်ခုလုံးကိုပြည်တွင်းဖြစ်ထုတ်ကုန်များနဲ့လုံလောက်စွာဖြည့်ဆည်းပေးနိုင်ရှိရသောအရည်အသွေးပြည့်မီတဲ့ပဲပုံစိုက်ပျိုးထုတ်လုပ်နိုင်ရှိဆောင်ရွက်သွားမယ်လို့သိရပါတယ်ရှင်။